ကဲဒီနေ့တော့မြန်မာစတားမှာတိုင်လုံးနေတဲ့ချင်းငယ်ကမြန်မာစတားမှာဒီ voting snack ကိုမကြိုက်ဘူးလို့သူကဖွင့်ပြောခဲ့ပါတယ်။ဒါဆိုဘာကြောင့်မို့ချင်းငယ်က voting snack ကိုမကြိုက်ရတာလဲ။ voting snack ကဘာကိုအကျိုးတရားမှုဖြစ်စေတာလဲဆိုတဲ့အကြောင်းတွေကိုယနေ့ကျွန်တော်တို့အတူတကွ review လုပ်ကြရအောင်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ ဗုဒ္ဓင်စနစ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်မို့မကြိုက်ရတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီဗီဒီယိုကလစ်လေးကိုကြည့်ပြီးတော့ကျွန်တော်တို့ review လုပ်ကြရအောင်အဲ့တော့ဘားတို့တမီးတို့ဝမ်းမနေပါနဲ့ကိုကိုတိုင်းပတ်စံရှိအောင်စူးစမ်းပါဗုဒ္ဓင်စနစ်ကိုလုံးဝအားမမကြိုက်ဘူးဗုဒ္ဓင်တော့မကြိုက်ဘူးဒါမှမဟုတ်ဒါပြောလို့ခက်ကကဲဟုတ်ပြီဒီမှာတော့ဒါတို့တမီးတို့တဲ့ပတ်စံပဲများများရှာပါတဲ့ ရက်ဆန်ရှာထားရင်ပြန်ပွဲတော်ဝင်ဆံမလို့ပါဘူးအဲ့တော့နောက်ထပ် comment တစ်ခုမှာကျွန်တော်ဗီဒီယို clip လေးတွေးလိုက်ပါတယ်ဒုတိယဘုရားသခင်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းမချင်းငယ်ကအာ comment ပြီးတော့တွေးရပါတယ်အဲ့တော့ဒီနေ့ဘေးနေရာမှာမဆိုဒီ voting စနစ်နဲ့လောက်တဲ့အခါမှာငွေဟာအင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်း တော်တော်လေးအရေးပါနေတယ်ဆိုတဲ့အကြောင်းကို तू က comment ပေးတော့တာတွေ့ရပါတယ်။ဒါကြောင့်မို့ तू ကအာဒီပြိုင်ပွဲတစ်ခုမှာမျှတမှုမရှိနိုင်တဲ့အကြောင်းတွေပေါ့နော်။အဲ့တော့ယနေ့ကျွန်တော်မြန်မာစတားထဲမှာလည်းဒီမြန်မာစတားကိုစီစဉ်နေတဲ့သူတွေကဒီ voting slip ကိုထည့်သွင်းထားတာဒါသူတို့ရဲ့ web page တစ်ချက်ပါပဲပြောမယ်ဆိုရင်သူတို့အနေနဲ့ပြိုင်ပွဲဝင်တွေကိုဘယ်သူကို အနိုင်ပေးမလဲပေဒုကိုရှုံးပေးမလဲပေဒုကဝန်နာဖြစ်ရမလဲဆိုတဲ့အကြောင်းကိုသူတို့နောက်ဆုံးဆုံးဖြတ်ဖို့ရအတွက်ကဒါသူတို့ရဲ့ဘက်ဖြစ်တဲ့ချက်ဖြစ်တယ်လို့ကျွန်တော်နည်းနည်းမြင်မိပါတယ်။အကြောင်းလေးဆိုရင်နေ့လူတွေတော်တော်များများအားလည်းဒီအကြောင်းတွေကိုဝေဖန်နေကြပါတယ်။မမာလခုလိုအချိန်တွေမျိုးမှာနော်တိုင်းပြည်ကမငြိမ်းချမ်းတဲ့ကာလမျိုးမှာပုံတင်စနစ်နဲ့လောက်တာကမဖြစ်တဲ့တော့အရာဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်။ မထစ်တွင်တင်တော့အရာလေးဖြစ်တယ်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ပြိုင်ပွဲဝင်နေရကျွန်တော်တိုင်းနေပြည်နယ်14ခုနော်နေရဒေတာအနောက်ကလာခဲ့တဲ့သူတွေလာဝင်ပြိုင်တဲ့သူတွေဖြစ်တယ်။အတချို့တွေကချင်းတောင်ကလာတယ်။တချို့တွေကချင်းပြည်နယ်ရှမ်းပြည်ကလာတယ်။အရာပြည်နယ်ကရင်ပြည်နယ်နော်နေရဒေတာအစုံ။တချို့တွေမှာကျွန်တော်လိုင်းလည်းမရဘူးနော်ကျွန်တော်ဒီဘယ်မှာစေဖုန်းလိုင်းတွေမရှိဘူးဘယ်လိုလုပ်ကျွန်တော် voting လုပ်ရမှာလဲ။အတချို့တွေကခက်ခက်ခက်ခဲနေတယ်ဒီဟိုကိုယ့်ရဲ့ အားပေးတဲ့သူနော်ကိုရဲ့ fan တွေအဲကသူတို့ကိုအားပေးခဲ့ကြတယ်အဲ့တော့ကိုချိုက်နေတဲ့တဲ့ပြိုင်ပွဲဝင်ကိုယနေ့ voting ပေးဖို့ရန်အတွက်ခက်ခက်ခဲခဲနဲ့သူတို့ကစူးစမ်းရင်းနဲ့ငွေတွေမြောက်များစွာအသုံးပြုပြီးတော့ voting ပေးကြရတယ်အဲ့တော့ယနေ့ဒီ voting snick ကတကယ်တမ်းတော့အဆင်မပြေဘူးဆိုတာတွေ့ရပါတယ်ဒါကြောင့်မို့ဒီမှာတစ်ချက်ကျွန်တော်ပြန်ကြည့်ကြရအောင်အဲချက်ငယ်ကဘာတွေပြောရလဲပေါ့နော် ်မကြိုက်ဘူး voting တော့မကြိုက်ဘူးဒါမှမဟုတ်ဒီမှာချင်းငယ်ကဘာပြောလဲလဲဆိုရင်လုံးဝမကြိုက်ဘူးတဲ့ voting stick ကိုလုံးဝမကြိုက်ဘူးအဲ့တော့တချို့လူတွေသူတို့အရန်တဘောကြတဲ့လူတွေရှိတယ်သူတို့ကအဲ့ဒီပြိုင်ပွဲဝင်တဲ့သူတွေရဲ့အရေးချင်းကိုလည်းကောင်းကောင်းတည်ထားတယ်ဒါပေမဲ့လည်းမျောလဲမထားပဲနဲ့ပြုတ်ကျသွားတယ်ပြုတ်ကျကြံခဲ့တယ်အော်ပြုတ်မဲ့ဆိုရင်အော်ပြန်ခွေးခွေးနဲ့ထွက်ခွာသွားရတယ် ဘာကြောင့်လဲဆိုပြီးတော့သူတို့ပြန်ပြီးတော့မေကွန်းထုတ်တဲ့အခါမှာဗုဒ္ဓင်စနစ်ကသူတို့ကိုနော်ဒီပြန်ခွဲကိုဆက်မပြန်နိုင်ဖို့ရအတွက်အော်အတိကဒီအခံဖြစ်နေတယ်ဒါဆိုရင်တဲ့ဒီမြန်မာစားကိုကင်တွင်နေတဲ့လူတွေကတကယ်ကိုယူတာရဲ့လားပေါ့နော်မေကွန်းထုတ်ရှာတွေဖြစ်လာတာဖြစ်ပါဟုတ်ပါတယ်ဒါတကယ်လေးမေကွန်းထုတ်ရှာလေးဖြစ်ပါတယ် တကယ်အရေးအချင်းပြည်မီနေရတာနဲ့ဒီလိုဗိုလ်တင်စနစ်ကြောင့်ကြာကြံခဲ့ရတယ်လုံးဝထွက်ခွာသွားရတယ်ဆိုတာမဖြစ်တည်ဘူးဆိုပြီးတော့ပြောထားတာတွေ့ရပါခက်ကဖြစ်သွားပြီနောက်ဆက်တည်းရမယ့်ကလေးလေးနှစ်ယောက်လည်းရှိတယ်လေဒီကလေးလေးနှစ်ယောက်ဆိုလည်းတကယ်ကိုယူသားတဲ့ကလေးလေးလောက innocent တမဘလို့ခေါမလဲမြင်တဖုံးမရှိဘူးယွာတယွာလုံးကတတ်နိုင်တယ်လို့တထောင်တထောင်အဲ့လိုစုပြီးတော့ဘုတ်ကြတာပေါ့ဆိုတော့တကယ်ရင်ထဲမှာအဲ့ဒါ အဲ့ဒါသိမိဆိုတော့ပြန်တော့မပြန်ချင်းအဲ့ဒါတော့အမှန် voting နဲ့လို့ပြုတ်သွားရင်လည်းဂျင်းနဲ့တဲ့ကိုယ့်ရဲ့ဒီ voting ထဲမှာဆိုတော့ချစ်ချင်းမိတာတွေအပြည့်ပါတယ်ဆိုတော့ဒီနော်နန်နီဖေအင်ကွန်ချိုအနီယောင်ဖေဂရက်ချူကပါဆိုင်ယောင်အန်ဇာဂရဆောင်နာရှမန်ချီချူခုမောက်စကိုတာပရင်ငါမူကကချူကပါဆိုင်